အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမှာကတော့တနင်္လာသာသမီများအတွက်2025ခုမေလ9လပိုင်း1လစာ Postdam ပဲဖြစ်ပါတယ်တနင်္လာသာသမီတွေဟာဤလမှာခီကန်ဆဲမဲနဲ့အခြားဆုလက်တွေရရှိခြင်းရှိပါတယ်ဝမ်းသာစရာကိုယ်ဥစရာသတင်းများကြားရပါမယ်နေရာထိုင်ခင်းကိစ္စများပြုလုပ်ဆောင်ရွက်ရတတ်ပါတယ်ခီးတူခီးရှင်များတွားရခြင်းရှိပါတယ်လုပ်ငန်းခွင်တွင် မိတ်ဆွေတင်များနဲ့ဆက်ဆံရခြင်းရှိပါတယ် ငွေကြေးဆက်ပစ္စည်းနဲ့စိန်ခံပစ္စည်းများဝင်လာရပါတယ်။အိမ်သစ်ပြောင်းအိမ်သစ်တဲ့မင်္ဂလာ ပြုလို့ရခြင်းရှိပါတယ်။ကုသကောင်းပွန်များအလူအတန်းများပြုလို့ရပါမယ်။စီးပွားရေးအနေနဲ့ကတော့လုပ်ငန်းများတိုးချဲ့လုပ်ကိုင်လုပ်စိမ်းများပေါ်ပေါက်လာရပါတယ်။လုပ်ငန်းကိစ္စများရှေ့ဆုံးမှဦးဆောင်ပြီးပြုလို့ရပါမယ်။မိမိကိုယ်ပိုင်လုပ်ငန်းမှာအထူးထူးခြားခြားငွေဝင်ခြင်းရှိပါမယ်။အထည်လုပ်ငန်း၊ဖက်ရှင်လုပ်ငန်း၊အလကုံ၊အလပြင်ဆင်လုပ်ငန်းတွေအားနဲ့စတဲ့အလုပ်တွေအကျိုးဖြစ်ထွန်းပါမယ်။ စီဝါဖျန်းချီရဲ့လုပ်ငန်းအင်ချမ်မီရောင်းဝယ်ခြင်းရင်းနှီးမြှုပ်နှံခြင်းများအကျိုးရလက်ကောင်းရရှိပါမယ်။ဗိုလ်ရုံးနံလေရွှေရင်ဝက်ရေလုပ်ငန်းစတင်လုပ်ကိုင်သူများအစစအရာရာတတိထားတင်ပါတယ်။ထိုနံနဲ့အရောင်းဝယ်ကိစ္စလက်မှတ်ထိုးခြင်းများပျက်စီးတတ်ပါတယ်။အဆုံးရှုံးများလည်းပေါ်ပေါက်တတ်ပါတယ်။ဗိုလ်ရုံးနံချီလေးချောင်းမကယ်ကောင်းပါဘူး။ရရလာဝါနာမည်ပါသောသူများလုပ်ငန်းခွင်နှင့်ပြဿနာတက်ပြီးအထက်လူကြီးများရဲ့ညှဉ်းပန်းမှုများခံရအောင် ကုန်းချောစကားဆွဆဲစကားများပြောဆိုခြင်းကြုံတွေ့ရပါမယ်။ရွှေပြောက်ခြင်း၊ရင်ပြစီခြင်း၊ရွှေငွေလက်ဝဲရတနာရောင်းမဝယ်မှာဖောက်ထွင်းခံရခြင်းများကြုံတွေ့ရနိုင်ပါတယ်။ဘောရုနဲ့ဘောရုသားသမီးများနဲ့ပြဿနာတက်ခြင်းဆွဆဲခံရခြင်းတရားရပါအမှုကင်းကိစ္စများရင်ဆိုင်ရခြင်းကြုံတွေ့ရနိုင်ပါတယ်။ပညာရေးအနေနဲ့ကတော့ပညာရေးကံအကောင်အဆိုးတွင်တွဲနေတဲ့ကာလဖြစ်ပါတယ်။ပညာရေးလုပ်ငန်း၊တင်ကြားရေးလုပ်ငန်း၊ဘာသာစကားတင်ကြားမှုလုပ်ငန်း ဘောဂလီကနိုင်ငံခြားဘာသာစကားတင်ကြားမှုလုပ်ငန်းများအောင်မြင်မှုရရှိပါမယ်။ပညာရေးတွင်ဆွေမျိုးသားချင်းများရဲ့ကူညီပံ့ပိုးမှုများရရှိပါမယ်။နိုင်ငံရဲ့ခြားဒေသခီးတော်လာခြင်းများရက်ဆိုင်ဖိပြောင်းရတတ်ပါတယ်။အခြေအနေအရင်တော့ရဲ့အနေနဲ့ကတော့ပြည်ရဲသူများချစ်ခင်ဆုံးမဲ့သူများမယ်အခြေအမှစမ်းပွင့်တော်လဲအိမ်တောင်ရင်မှအရင်စလို့မဆုံးဖြတ်တင်ပါဘူး။အခြေအကိစ္စမှာတော့ပျော်စရာတွေကြီးနိုးစရာတွေပိုများလာဖို့ရှိနေပါတယ်။ အခြေအမှမိတ်ဆွေတငယ်ချင်းတကွယ်ယင်းဤသူများနဲ့မေတ္တာရေးကိစ္စတွေပေါ်ပေါက်လာတတ်တယ်။စိစက်ချင်းအင်ထောင်ပြုခြင်းများလည်းကြုံတွေ့ရနိုင်ပါတယ်။အနေဝင်းနေသောချစ်သူများသူအေးရာကဆလို့အဆက်အသွယ်ပြတ်သည့်အထိဖြစ်လာနိုင်ပါတယ်။အင်ထောင်ရေးတွင်အထူးဂရုစိုက်ပါလင်မယားချင်းစကားများပါကတယောက်ကအင်ကဆင်းသွားတတ်တဲ့ကာလဖြစ်ပါတယ်။မိမိရဲ့အိမ်တော်ဘက်ကလမ်းများချင်းအတောက်စားများချင်းအပျော်ပါရှာချင်းအပေါင်းသင်းခုံမင်ချင်းကြောင့်မိသားစုစိတ်ညစ်ရာချင်းကြုံပါမယ် အသက်26နှစ်36နှစ်ကြာမေတုံရာသီဘွားအနေဝေးသောချစ်သူများအင်တော်ရှင်များအဖို့ပေါ့ပြန်ညီဆွမှုများကြုံတွေ့ရတဲ့လဖြစ်ပါတယ်။သားသမီးများအတွက်လည်းစိတ်ပူပန်နေရတဲ့တက္ကလာဖြစ်ပါတယ်။ကျန်းမာရေးအနေနဲ့ကတော့တနင်္လာသားသမီးတွေဟာကျန်းမာရေးမှာဝမ်းပိုက်ယောဂခန္ဓာကိုယ်ညာဘက်ချမ်းသာခြင်းချင်းထိခိုက်ဒဏ်ရာရခြင်းစစ်ပစ္စည်းနဲ့အန္တရာယ်များဂရုစိုက်တင်ပါတယ်။ကလေးငယ်များနဲ့တက်ကြီးရွယ်အိုများကျန်းမာရေးကိုပိုဂရုစိုက်တင်ပါတယ်။တနင်္လာသားသမီးများဤလတွင် အသက်2နှစ်6နှစ်15နှစ်16နှစ်23နှစ်24နှစ်26နှစ်မှ36နှစ်ကြာ69နှစ်မှ80 80နှစ်81နှစ်တရားကန်စာတာနိုင်ပါလိမ့်မယ်မိမိကိုယ်သာမိမိအားကိုးရမယ်ကာလဖြစ်ပါတယ်။ကုညီမဲ့သူတစ်ဒုက္ခပေးမဲ့သူတွေသာအနာမဝန်းရံနေတတ်ပါတယ်။ယခုလမှာအာမခံခြင်းငွေချင်းကားခြင်းမပြုလို့သင်ပါဘူး။ယင်းနေတော်သူများနဲ့မိမိရဲ့ကြအယူအဆသဘောထားမကိုင်းညီမှုများကြုံတွေ့ရနိုင်ပါတယ်။ လုံးများလုံနေရတော့လဲစိတ်မပါဖြစ်နေတတ်ပါတယ်။ဆုံးရှုံးမှုများလည်းကြုံတွေ့ရနိုင်တယ်။လုပ်ငန်းသူများမိမိနဲ့ရှင်ပြန်လာခြင်းပြုလုပ်တတ်ပါတယ်။အကောင်းမြင်ဝါဒရှိသူများနဲ့ကြုံတွေ့ရန်ခက်ခဲမဲ့ကာလဖြစ်ပါတယ်။မိမိချစ်ခင်သူများနဲ့လည်းတကွဲစီနေထိုင်ရတတ်ပါတယ်။အထူးအဟောအနေနဲ့တင်းလာသားသမီးများမိမိတိုးလောင်ထားတဲ့ပစ္စည်းများအပေါ့အမြင့်များရရှိခြင်းမြို့နယ်သားသောပစ္စည်းတွေအားနဲ့စေကောင်းရရှိပါလိမ့်မယ်။စနေတနင်္လာသားသမီးများနဲ့ဖူးပေါင်းဆောင်ရွက်ခြင်းအကြံစီများအောင်မြင်ပါမယ်။ ကြာတာပဲ။ Yahoo တောက်ကြတာသမီးများနဲ့ဆက်တူ share မလုပ်သင့်ပါဘူး။အတူ ခီးသွားခြင်းများရှောင်ကျင်သင့်ပါတယ်။ခီးသွားလာရမှာလက်ဝဲရတနာစာချုပ်စာတမ်းများအလိန်ခံပျောက်ရှာတတ်ပါတယ်။ဆက်ပစ္စည်းများကင်တွယ်ခြင်းအသုံးပြုခြင်းများဂရုတစိုက်ဆောင်ရွက်ပါ။ TK တန်ရာရတတ်ပါတယ်။ခီးသွားလာခြင်းနဲ့လုပ်ငန်းကိစ္စများဆောင်ရွက်ရမှာအဆင်ပြေစေရန်အတွက်အနောက်ရဲ့မျက်နှာမှုကမေးစာတစ်စုံစွန့်ပစ်ပြီးမှသွားပါ။အကျိုးပေးသောအရာမှာအနောက်ရဲ့ဖြစ်ပါတယ်။ အိမ်မြောင်ခီးသွားလာခြင်းခွဲဆက်ကုသမှုခံယူခြင်းဂီတသေးဆောင်ခြင်းစေဝါဖြန့်ကြည့်ခြင်းစေကန်းဖွင့်ခြင်းအိမ်ချမ်းမြေအဝတ်ခြင်းယင်းနေမျိုးနန်းခြင်းများအထူးကောင်းမွန်ပါれအကျိုးမပေးသောအရာမှာအရှိအယဖြစ်ပါれအိမ်မြောင်ခွဲဆက်ကုသမှုခံယူခြင်းအိမ်ချမ်းမြေဝယ်ယူခြင်းယင်းနေမျိုးနန်းခြင်းမလုံသင့်ပါဘူးကြောင်းခြင်းဝယ်ခြင်းမကောင်းပါခီးသွားခြင်းမကောင်းပါဘေးဥပဒ်ကြုံရတတ်ပါれအကျိုးပေးကနမှာ1 2 8ခွန်တော့ဖြစ်ပါれ ကံကောင်းစေသောအယောင်မှာနက်ပြရောင်ချက်သွေးရောင်ဖြစ်ပါတယ်။ယတရားအနေနဲ့ကတော့တနင်္လာသားသမီးများနာနဲ့10:56မိနစ်မှာ အရှိအယျမျက်နာမှုကနင်းစီပန်၊ကံကောညွတ်သုံးညွတ်၊ဖျားရင်ပူဇော်ပြီးအစိမ့်ညော်ဆွန်းကပ်လှူဒန်းမှာအရှိအယျမျက်နာမှုကပဋ္ဌံပစ္စယဒေတာပါဠိတော်ကိုရွတ်ဖတ်ပူဇော်ပါ။ခொနေသားသမီးများအားလုံးစိတ်ချမ်းသာကိုကျမ်းပါ၍လိုရင်းဆန္ဒတလုံးတော်ဝပြည့်စုံကြပါစေ။ဘေးရန်ရဲ့ခတ်သိမ်းပါလေ။ င်ဝေးကြပါစေလို့ဆုတောင်းမြတ်တာပို့တာအပ်ပါတယ်